အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စားရေးဆရာကြီးတွင်ကြီးဝန်းမောင်ကြီးတတ်ထားတယ်ပြားလေးသမားဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်ပြားလေးသမားပြားအုံကိုတွေ့တဲ့ဆိုရင်အဖေတို့ငါသားတို့ရွာမှာကောင်မလေးတွေကတော့တော်တဲ့တောင်တဲ့ရတဲ့ချောင်းတဲ့သွားရင်လာရင်ဖွတ်စာလေးရှိတာငါသားအတီးပဲပြားအုံကိုဖွတ်တတ်ရုံဖွတ်ဝတ်ရုံနဲ့ပြားသမားဖြစ်ရောလား ပြားသမားတိုင်းပြားဖို့တက်ကြပြင်မဲ့ပြားဖို့တက်တိုင်းပြားသမားမဟုတ်ဘူးပြားသမားဆိုတာတာမန်လူထက်နားဆွင့်ထားရတယ်မျက်စိဖွင့်ထားရတယ်ခေါင်းကိုအမြဲတမ်းအသုံးချရတယ်ဒီလိုဆွင့်ထားတိုင်းဖွင့်ထားတိုင်းမြင်ရောလားကြားရောလားတစတစနဲ့မှာအလေးအကျင့်အတိအမြင်ရအောင်ယူမြင်တက်ကြားတက်ဆုံးဖြတ်တက်ဖို့ကြိုးစားအဲ့ဒါမှထုံးမီးဆန်ကြိုက်ပြားသမားဖြစ်တယ်ကဲလက်တွေ့ဆန်းကြရအောင် ငါသာခုဘာတွေမြင်လဲသိလဲအဖေကိုပြောစမ်းပြောပြောမေမေမေးလာသူအဖေဖြစ်သူငတော်ရုတ်တရက်အမေးခံလိုက်ရသူကငလုံးသူတို့ယနေ့ပြားရှာစားထွက်ခဲ့ကြသည် သူတို့ဒေတာကြိုက်ကြီးတဝိုင်းမှာပြားလေးပြားကြီးနဲ့တစ်ခေါင်ပြားတို့ကို ပြားရဲ့အတွက်ရှာလေးရှိသည်ပြားကြီးနဲ့တစ်ခေါင်ပြားများကိုတောကြီးမြန်ကြီးများထဲသို့ညအိတ်ညက်နေစားအိုးစားခွက်ဖြင့်လူဆုံသွားကာရှာဖွေလေးရှိသည် ပြားလေးကိုစိုက်ခင်းပြိုခင်းနှင့်ရွာနီးချုပ်ဆက်ကစာခင်းတန်းများရွာဝင်းကျင်နှင့်ညအိတ်သွားရအောင်မဝေးသည်တစ်ကြေဝါကြီးများရှိရာနေရာများ၌ရှာဖွေလေးရှိသည်ဒီလိုပြားလေးကိုသာအ धिक ထားရှာသူများကိုပြားလေးသမားဟုခေါ်သည် ပြားရှာရာတောလိုက်ရာ၌ငတော်သည်ဝါရင်သမားပြားလေးပြားကြီးတစ်ကောင်ပြားများကိုနှစ်ပေါင်းများစွာရှာဖွေခဲ့သလို တောချင်းမြိုင်ချင်းမှအစာ ရာခင်းခြုံပုတ်ခြုံရွဲအစုံခြေရထအောင်သွားခဲ့လာခဲ့ပြားဖုတ်ခဲ့တော်ပြသမတားဖြစ်သူငလုံးသည်ပြားရှာရာ၌ပြန်တောင်တင်စာပညာယူစာ လေးလာတပဲ့ခံစီးပူးစာလူတစ်တန်းငါတော်ရည်ရွယ်သည်ကလူတစ်တန်ပြားပညာသင်သူ့သားငလုံးကို ပြားနှင့်ပတ်သက်သောတိတင့်တိအံ့မှတ်တင်မှတ်အပ်သည်များကိုအပြောတသက်ဖြင့်မပြောလို့ အဟောတသက်ဖြစ်မဟောလုံးလက်တွေ့လုံရင်ကရင်မှာမှတ်တင့်တီကိုမှတ်တီတင့်တီကိုတီစေခြင်းသည်ပြားလေးရှာနေပြားကြီးရှာနေတိတ်ခေါင်းပြားရှာနေပြားဖွတ်နေပြားရည်ယူနေဖျောင်းချက်နေမှာအစာ ပြားဤတလေးစရိုင်းပြားဤအမှုအကျင်တောဤတဘောတဘာဝရာဒီဥတုနေပြားတို့ဆက်ဆက်မှုအထေစနစ်တကြတီစေခြင်းသည်မြင်စေခြင်းသည်တတ်စေခြင်းသည် ုံးသက်ချိန်ဆက်တဲ့ဆုံးဖြတ်သက်စေခြင်းသည်ပြားဤဒလေးစရိုက်ကိုမသိပဲပြားသမားကောင်းမဖြစ်နိုင် ပြားသမားကောင်းဖြစ်ရန်မြင်တတ်သောမျက်စိကြားတတ်သောနားချိန်ဆက်တတ်သောကောင်းရှိဖို့လိုအပ်ကြောင်းကိုပြောဆိုလို၍သူ့သားကို ကောက်ခငင်ကမေးလိုက်၏ငါသာခုပါရမြင်လဲတိလဲအဖေကိုပြောဆန်းဟုအမေခံရသူငလုံးက အဖြစ်ပေးရအတွက်သူရောက်နေရာယာတောင်ပြင်ကိုစစ်စစ်ဆက်ဆက်ကြည့်သည် အချိန်ကစောင်းရသည်နနက်ဆုံးခံပြန်ချင်းတညလုံးစိုးမိုးမင်းမှုခဲ့သည်နှင်းတူအားရှင်နေမင်းကြီးကရောက်ကြည့်အလင်းတန့်ဖြင့်နှိမ်နှင်းဖြိုခွဲပြီးနေတတနေ့ကိုသူပိုင်ဆိုးကြောင့်ကြေညာသည့်အလားအအေးဓာတ်မှန်သည်။လွင့်စင်ပြောက်ကွယ်စေချင်းနေကြည်ထွန်းလင်းစေချင်းမလုံးကြည့်လေရာရာပြင်ရှိစိုက်ပျိုးခင်းအလုံးသည် မိုးနှောင်ဆောင်းဝင်အစိုးရိတ်ထင်ကြံစဲကာလလည်းဖြစ် နှင်းရဲ့တောက်သုံးရသောကာလလည်းဖြစ်ရာသေးနိုင်ခင်အလုံးများများမှောင်မှောင်မှိုင်းမှိုင်းညွညွပယ်စင်းငုံခင်များနှမ်းခင်များငရုတ်ခင်များနေကြခင်များပဲလုံးခင်များသည် အပွင့်ဝဲဝဲဆဆာအညာဒေတာတဘာဝပေါ့ပေများဖြင့်တစားစင်ထားသော ကစားခင်တန်းယိုး၌ပင်လင်အပင်အလုံးခြုံပုတ်ခြုံတွင်အလုံးရွှင်မြမြစိမ့် အစိမ်းရောင်အကိုက်ခဲ အလက်များပေါ်၌ငွေပွင့်ဖူးဖူးတလုံးမြူကြွဟန်ပြေပွင့်ဖူးနေသောနဘူးပန်းခိုင်လှလှလေးများပရမားနကတ်ကဲ့သို့တရံရှိသောကောင်းဖူးကပောင်းပွင့်များမွေးပြန့်တော်ရနတ်ထုံနေသည့်စီးပွင့်များအချို့သောစီးဥတို့မှဇီးသီးနုကတိတိုင်းနှောင်းကြံစီးပင်များကအမေလိုက်မည်တံပင်လုံးကျဲ့စီးပွင့်တဝေဝင်း ကဆောင်ချုံနှင့်နဘူးချုံများပေါ်မှခေါင်းထောင်နေသောကင်းပုံပွင့်များရှူလျာဝင်းကျင်တခိုးတွင်တော်ပန်းမြိုင်ပန်းမှန်လျားအပြိုင်အဆိုင်ပွင့်ကြဖူးကြတဝေဝေစိုက်ပျိုးထားသောသေးနံခင်းများမှသေးနံပင်များကလည်းဖူးကြပွင့်ကြတဝေဝေစောင်းနေသည့်ဆုံးခံပြန်ချိန်မှပြက်ပြွနွွင်နေကြည်နွွင်အောက်တွင်ပန်းမျိုးစုံရနံ့တင်းတင်းမွမွေး နေကြည်နှွေးနှွေးပန်းမျိုးစုံရနက်မွေးစီတို့အပြေးအလွှားလာရောက်ဝိရေတည်ယူကြသောပြားတို့မှာအုပ်လိုက်အုပ်လိုက်ရှုပ်ရှုပ်ထွထွင်းဝင်လာသောပြားများကလည်းအုပ်လိုက်အုပ်လိုက်ဝင်ဝင်လာသည်မှာ မရက်မစင်ဝိရေဆုပ်ယူရာမှပြန်တန်းသောအပြန်ပြားများကလည်းအုပ်လိုက်အုပ်လိုက်တဖွဲဖွဲသူ့ကိုဤတို့မြင်မမြင်သူ့အဖေမင်းမြီဟုငလုံးထင်း၏ ကျုပ်တော့ပန်းတွင်အများကြီးပွင့်တာပြားတွင်အများကြီးဝင်လာတာပြန်ထွက်သွားတာမြင်တဲ့အဖေငါလုံးအဖေကိုငတော်ပြုံသည် နောက်တော့ဗာမြင်သေးလဲကွငါလုံးဥကြောင်ကြောင်ဖြစ်သွားသည်နောက်ကောဗာမြင်သေးလဲကွတဲ့ဒါပဲသူမြင်သည်ဒီထက်သူပုံမမြင်ကျောင်းမြင်တာတော့ဒါပဲအဖေကအဲ့ဒါပြင်ဗာရီမြင်သေးလို့လဲဗျငါတော်ပြုံ၍လက်ညှိုးညွှန်ပြရင်ပြောသည် အဖေလည်းမင်းလိုတာမှန်တဘောထားပြီးကြည့်လိုက်တဲ့အခါပြားတွေရဲ့ပန်းပွင့်တွေပွင့်တာတွေရဲ့ဒါပဲမြင်တာပေါ့ကွာပြားသမားမျက်စိနဲ့ကြည့်လိုက်တော့ဟောဟိုကစောင်းပင်အုပ်အုပ်တွေထဲမှာကစောင်းပင်ဝင်းရီကိုစုံနေတဲ့ပြားတွေဟာအရှိတ်ဘက်ကလာပြီးအရှိတ်ဘက်ကိုပြန်သွားတယ်ဟောဟိုဇီးပင်ကြီးကဇီးပွင့်တွေကိုဝင်းရီစုံနေတဲ့ပြားတွေကမြောက်ဘက်ကလာပြီးမြောက်ဘက်ကိုပြန်သွားတယ်အဖေတတိပြုမိတာဟုတ်မဟုတ်ကို ပြားတွေပြန်ဝဲလာတော့ပြန်ပြန်ထွက်သွားတော့မင်းစောင့်ကြည့်ပါလားတက်တဲ့ပြောမှငလုံးသတိပြုမိသည် မျက်လုံးချင်းတူပါလျက်အကြည့်ဆူရှာပုံချင်းမတူအကြည့်ဆူရှာပုံချင်းမတူတော့အသိမတူယခုအတိတူရန်အကြည့်ကိုသတိပြုပြီးနေအောင်ခံ၍ငလုံးကြည့်လိုက်သည်ကျင်းရင်ကျင်းရင်ပင် သူ့အဖေပြောသည်တို့အားလုံးမှန်ကန်ကြောင်းသူတွေ့ရသည် ကစားပင်အအောင်စီတို့ကစားပွင့်ဝိရလာရောက်ဆောက်ယူတော့ပြများသည် အရှိစီမှလာပြီးအရှိစီပြန်သည်ဈေးပင်အုပ်စီသို့ဈေးပွင့်ဝိရလာရောက်ဆောက်ယူတော်ပြများသည်မြောက်ဖက်ကလာပြီးမြောက်ဖက်သို့ပြန်သည်ဟုတ်တယ်အဖေအဖေပြောတာဟုတ်တယ်ဗျအဟေးကြောက်ခုမှဂယုဆိုင်မိတာကဲဟုတ်တယ်ဆိုရင်ဘယ်လိုပြန်လဲဆိုတာမင်းတည်တည်ချချာကြည့်ပြီးအဖေကိုပြောငလုံးအဖို့တော်ရီတော်ရာ၌ဒီများမအာမနာ တောလိုက်နေကြမျက်စိရှင်နားပါပီပီဒီမြအရေးပြလင်းအကောင်မြင်လွယ်သည်အရှိဘက်ပြားကအမြင့်ကြီးတောင်ပြန်နေဖေးမြောက်ဖက်ပြန်တဲ့ပြားကနိမ့်နိမ့်လေးစိုက်ထားတဲ့အပင်တွေခြုံတွေလွံ့လျော်လောက်တာပဲပြန်နေလာရှေ့ဖက်ပြန်သွားတဲ့ပြားကိုခြေရခံပြီးပြားအောင်ရှာဖို့မယ်ငါတော်ပျော့ပျော့ဆူဆူရှေ့မှာထွက်သွားသည်ငါလုံးနောက်ကနေ၍သူ့အဖေခြေမီအောင်လိုက်သည် ။သွားရင်လာရင်ပြန်တန်းနေသောပြားများကို နေရောင်ခံကားကြည့်သည်။ကြည့်ရင်ရှေ့သွားရင်မှငတော်ကပြောသည်။ရှေ့နာမှာပြားအောင်တွေးတော့မယ်ကွ။ဟာအဖေဟာများလာကြည်လား။ငလုံးအတန်ကအာအာတင်းတန်းငါတော်ကသူ့ကိုယ်သူယုံကြည်စိတ်ချဟန်အပြည့်အဝဖြစ်မမြန်နဲ့လေကွပညာလေပညာပြားရဲ့ပညာသူ့ပညာကို မသိသေးခင်ကတော့မျက်စိလဲခြင်းလဲမှာပေါ့ မှားကျင်မှာမှာပေါ့တို့ကြိုက်ကြီးရွာကြိုက်ကြီးဒေသမှာပြားလေးရယ်ပြားကြီးရယ်တစ်ကောင်းပြားရယ်ဒီသုံးမျိုးကိုပြားရည်အတွက်အားကိုးရှာဖွေနေကြတာမဟုတ်လားပြားလေးဖြစ်ဖြစ်ပြားကြီးဖြစ်ဖြစ်တစ်ကောင်းပြားဖြစ်ဖြစ်နှိမ့်နှိမ့်ပြန်သလားမြင့်မြင့်ပြန်သလားတစ်တစ်တခြားကြည့်ဝီးရည်ဆောက်ရာကအပြတ်မှာမိုးပေါ်အမြင့်ကြီးပြန်တက်ပြီဟုဆိုရင်သူ့ပြားအုံနဲ့သူ့နေရနီးတာမို့သူ့ရန်သူဟာသူ့ကိုအလွယ်တကူခြေရခံမရအောင်လှဲ့စားတာပဲ။ ပြားရဲ့မာယာပြည့်ရဲ့ပဲအမြင့်ကြီးပြန်တဲ့ပြားဟာအများသောအားဖြင့်လူတစ်ခေါ်နှစ်ခေါ်အကွာအဝေးအတွင်မှပြားအုံကိုတွေ့တတ်တာပဲလူနှစ်ခေါ်ခအဝေး၌ရှိသောညောင်မင်းကြီးပေါ်၌အုံနေသည့်ပြားအုံကိုငတော်တို့အလွယ်တကူတွေ့သည်အမြင့်ပြန်ပြားအုံမှပြားရည်ကိုရအောင်ဖုတ်ခဲပြီးပြီအနှိမ့်ပြန်ပြားအုံကကောပဲမှရှင်မြင်နေအေးကွမင်းပြောတာဟုတ်တယ်ဈေးပွင့်ဆုတ်တဲ့ပြားတွေဟာ ခြုံလို့ယုံတစ်ပင်လို့ယုံနေနေလေးပြန်လဲမြောက်ကလာတယ်မြောက်ပြန်တယ်ဒါကတော့ရှင်းနေတာပဲသူတို့ပြအောင်ကမြောက်မှာပေါ့အင်းနေနေပြန်တာဆိုတော့ဝေးလိမ့်မယ်မြင်းမြင်းပြန်တော့ပြအောင်ကိုဖုတ်ပြီးငတော်တို့သားဖားနှစ်ယောက်ပြားကြနေတော့ဈေးပင်အုပ်အုပ်ရှိရာမူလစတွေ့ခဲ့တဲ့နေရာတို့တပတ်ပြန်လာသည်စည်းပွင့်စုံပြားများအားစောင့်ကြည့်၍ခြေရခံကပြားဖွဲ့ရမည်ဖြစ်သောကြောင့် တေချာဒီထက်တေချာအောင်ငတော်တို့ထက်ကထက်ကကြည့်၏တေချာပြီဟုယူဆရမှမူလစတင်၍ပြားတို့ကိုတွေ့တော့ဈေးပင်အုပ်အေးမြောက်တတဲသောငတော်တို့သွားသည် သွားရင်လာရင်ငတော်နှင့်ငလုံးစကားတပြောပြောဆော့ဆော့ကမြင်းမြင်းပြန်တဲ့ပြားဟာသူ့ပြားအောင်ကနင်းနီမို့သူ့ပြားအောင်အန်တရရဲ့မရှိအောင်မြင်းမြင်းပြန်ပြတာကွာဟောခုလိုနေနေပြင်းတဲ့ပြားကြတော့ သူဝီးရဆောက်ရနေရနဲ့သူ့ပြအောင်နဲ့ဝေးတော့အန္တရာယ်မရှိဘူးယူဆပြီးနှိမ့်နှိမ့်ပြန်လာဒါပေမဲ့သူ့အောင်သူ့နေရနဲ့နီးတာနဲ့တပြိုင်နဲ့မိုးပေါ်အမြင့်ကြီးထောင်တက်ပြန်ပြမှာပြေးမအောက်ကိုဆိုက်ချပြီးအုံစီဝင်မှာလာမမနာဘူးလားဖေမနာဘူးကွပြားရဲ့တလေကဝီးရဆုပ်တဲ့ပြားဟာသူဆုပ်တဲ့ပန်းပွင့်ရဲ့ဝီးရကိုအားရအောင်ဆုပ်တယ်သူအားရမှပြားအောင်ရှေ့ရပြန်တယ် လမ်းမှာစဉ်းစားတာတို့တခြားပန်းပွင့်စဉ်းစုပ်တာတို့မလုပ်ဘူးဒီလောက်ဇွဲကောင်းတဲ့ပြားတွေဟာဘယ်အချိန်လောက်ကစားဝိရေစုပ်တယ်လဲဘယ်အချိန်လောက်ထိစုပ်တယ်လဲဘယ်နှခါလောက်စုပ်တယ်လဲအဖေအဖေတို့ကြိုက်ကြီးဒေသများတွေကတော့နှွေမှာဆိုရင်မိုးလင်းကနေညနေနေဆွဲကြိုးတဲ့အထိဝိရေစုပ်လိုက်ပြားအုံပြန်ပို့လိုက်နဲ့ခောက်တော့ခောက်ပြန်မယ်စောင်းမှာဆိုရင်မနေ့ဆုံးခံပြန်ချိန်ကနေညနေနေဆွဲကြိုးချိန်အထိပဲ ပြန်လိုက်ပို့လိုက်လာလိုက်ပေါ့ကွာမိုးမှဆိုရင်တော့မိုးမရွာတဲ့နေ့ကလွှဲရင်ຫນွေအတိုင်းပဲစောင်းမှဆိုရင်နှင်းကွဲတဲ့ဆုံးခံပြန်ချိန်ကနေညနေနေဆွဲကျိုးတဲ့အချိန်ထိပဲအဲ့လိုများတော့အဖြစ်တွေ့ရတယ်။ဒါဖြစ်ဝင်းရီဆုံရတဲ့ပြားတွေဟာခောက်တော့ခောက်ပြန်တော့။ဒါပေါ့ဗျာ။ပြားပန်းခက်တယ်လို့ရှုပ်ရှက်ခက်ဆိုတာဒါမျိုးပေါ့။အနှဲရတဲ့ပန်းဝင်းရီရှိရလာပြီးသွားပြီးဝင်းရီဆုံကြ။ ပြားအုံတဲ့ကြနဲ့တည်ရင်တည်ရင်ခြေရခံတတ်တဲ့ပြားသမားတွေနဲ့တွေ့ရင်သူ့ပြားအုံကိုခုလိုအရှာခံရတွေ့တော့အဖုတ်ခံရတာပါပဲကွာတွေ့ထားသောပြားရဲ့ပြန်တတ်မှုကိုခြေရခံပြီးငါတော်တို့ပြားအုံရှာကြသည်မှာမမောနိုင်မပန်းနိုင်ခြေရခံသည်ဆို၍မြေပေါ်ခံရသည်မဟုတ် နေအောင်ခံ၍ပြားကိုကြည့်ပြီးမြားပြားရာအရက်ကိုလိုက်ရ၏ တောလိုက်နေကြအခြေများဖြစ်၍ငတော်တို့၏ခြေလမ်းများမှာတော်တော်လက်လက်လှင်လှင်မြန်မြန်အရင်ပြားအောင်ကဆားလိုက်ရမှာနှစ်ခေါ်အဝေးခန့်နိုင်တွင်၏အနေပြန်ပြား၏ပြားအောင်ကဆားလိုက်ရမှာအခေါ်35-45ဝေသောနေရာမှာတွေ့ရ၏ပြားအောင်နှောင်တွေ့တော့ပြားရဲ့နှစ်ပိတ်တလောက်ရပြီကွပြားကြီးအောင်တွေ့တာဆိုရင်ပိတ်တာလေး90တော့အပြော့ပေါ့ကွာပြားလေးသမားကတောချင်းမြန်ကြီးတဲ့ဝင် ညာအိမ်ညာနေဒုက္ခဒုက္ခများနဲ့မဟုတ်ပဲခုလိုစူလွယ်နှက်လွယ်ဆိုတော့ပြားကြီးတမတော့ဘယ်တွေ့နိုင်ပါမလဲအကျိုးခံစားခွင့်ချင်းกว่าမှာပေါ့ပြားလေးတမလည်းဖိုးနဲ့ဝန်ပါဝန်ချင်းအရလွယ်ဆိုတော့သူ့အနေနဲ့သူတွက်ချိခိုက်ပါတယ်ငါတော်ကငလုံးကိုဒီစကားပြောပြီးနှစ်သိပ်အားပေးကပြားများပြန်တတ်မှုအကဲခက်ပြီးပြားအုံကိုဆက်ရှာသည် ပဲစင်းကုန်ခင်နေပြောင်းခင်ကြာပေါက်နေတော့ထမ်းပိငယ်ဤအလက်၌ဆွဲနေသည့်ပြောင်းအုံတအုံကိုငတော်တို့ထပ်တွေ့ပြန်သည်ငါသာဒီပြောင်းအုံကိုတတိချာချာကြည့်စမ်းငလုံးကြည့်ဒီမှာစစ်စစ်ဆက်ဆက်တတိချာချာရခင်ဖုတ်ခဲ့သောပြောင်းအုံများနဲ့မတူပြားတလက်နေရပြားချီးနေရပြားလက်ဖို့နေရသည် အချိုးကြမဟုတ်ပဲလုံလုံထွေထွေ့ ပြားကောင်အဆုတ်ခဲကြီးကိုပုတ်သိမ့်၍ပြားကောင်များကနာမငိမ့်လှုပ်လှရွရွဝင်လိုက်ထွက်လိုက်အိန္ဒြေမယာငါတော်ကထန်းလက်ကိုတားဖြစ်ခောက်လိုက်သည်လျှက်တပြက်မြမြင်လိုက်ယုံနှင်းငလုံးတီလိုက်သည် အချားနေရာမှာပြားဖို့သမားများကပြားအုံဖွဲ့၍အုံပြောက်လာသည် ပြားကောင်များအုံပြောက်လာတော့ပြားကောင်များပြီးပြီးအုံအစ်တီတီဆောက်နိုင်ရေးအတွေ့အကြုံစားနေကြသည်အဲ့လိုမျိုးကြတော့ပြားထွေးလို့ခေါ်တယ်ငါသား ုံဒီခါစပြားလို့လည်းခေါ်တယ်။ပြားအောင်တအောင်တွေ့ရင်ပြားလက်ဖို့ကို အရင်ကြီးပြားလက်ဖို့နဲ့ပြားတလက်ခွဲခြားရရုံမကဘို့ကြီးကမှုမောက်နေပြီဆိုရင် ပြားအောင်တရင်ပြီလို့သိဘို့နဲ့ပြားတလောက်ညီနေရင်အရေတော့ထဲ့ပြီးပြားရည်နုသေးတယ်လို့မှတ်ခုဟာမျိုးကတော့မင်းအမြင်ပဲကွာရှောင်းမော တချို့ကျွမ်းကျင်ပြားသမားကြီးတွေကြတော့ နေမှာတွေ့တဲ့ပြားအုံကမဖြစ်ပဲညမှာပြားလဘို့ကိုတီးတန့်လာဖဲ့ယူတာရှိတတ်ကြတယ်။ပြားကောင်လည်းမထိခိုက်မိဘူးပြားတလက်လည်းမထိခိုက်မိဘူး။ပြားတလက်နဲ့ဘို့ကိုဌာနာစီတတ်မှတ်ထားတဲ့ပြားချီအထက်ကတွန်းတွန်းကျင်ကျင်ဖဲ့ယူတာဘို့ကုံယုံလောက်ပေါ့ကွာ။ဘို့ဘော်ကပြားတွေကဘယ်သွားနေလို့ပြားတွေမထိခိုက်မိတာလဲ။ပြောမလဲ။မိဘမြတ်တာပေါ့ကွာ။ ခုလိုစောင်းရသည်မှာပြားကောင်အလုံးဟာပြားတလက်ထဲမှာရှိနေတဲ့ပြားကောင်ပေါက်ဆလေးတွေသားလောင်းလေးတွေကိုအအေးတံမခံရအောင်ညဖဲ့ရောက်တန်းရောက်တန်းပြားလက်ပုတ်ပေါ်မှာပြားကောင်တကောင်တမီးမှမနေပဲအောက်ဖက်မှာရှိတဲ့ပြားတလက်ပေါ်အကုန်ဆင်းပြီး ပြားကောင် ပေါက်ဆလေးတွေနဲ့သားလောင်းလေးတွေကိုကာကွယ်တယ်ຫນွေဖက်မှာဆိုရင်ပြားກောင်ປောက်ສາລີ້ໄວແລະຕາລ້ອງໄວລີກ້ອງລີຕັນຍາອອງ အပူတန်ကြောင့်မပြက်စီးအောင်ပြားရှိသမျှတတ်နိုင်သလောက်တက်ရသမျှပြားလပုတ်ပေါ်တတ်နေကြတယ်။ဒီပြားရဲ့ဒလေးစရိုက်တဘာဝကိုသိတဲ့ပြားသမားကြီးတွေဟာခုလိုစောင်းရတီမှာ ခီးသွားဖို့နေတယ်။သွားရလာရလဲလွယ်တယ်ဆိုရင်ညမှသာလာပြီးပြားလပုတ်ကိုဖယ်ယူတယ်။အကျိုးကျေးဇူးကပြားဖုတ်တလို့တစ်ချိန်နဲ့အုံဖြတ်မပစ်လိုက်တော့အချိန်တိုင်းပြားလပုတ်မှာပြားပြန်ပြေးလာတာပဲ။ ။စောင်းကနေနွယ်ဦးကာလာအထီလေးမှာပဲ၃လေးချိန်ပြားလက်ပိုဖဲ့ပြီးပြားရည်ယူရတယ်။ပြားရည်တပါဝလှုပ်ဝက်ချက်ကိုကြားသိလာရ၍တအံ့တော်ဖြစ်ကနေသူငလုံးကလှေကြီးထိုးရိုးရိုးသမား။အဖေပြောသလိုမသိပါဘူးဗျာ။ကျုပ်တို့တော့ပြားအောင်တွေ့တယ်ဆိုရင်ဖွတ်ချလိုက်တာပဲ။ပြားရည်ရတဲ့အခါများတဲ့အခါများနေတဲ့အခါနဲ့ဘာမှမရတဲ့အခါမရဒါကြောင့်ဖြစ်ဖြစ်နေတာကို အဖေပြောတဲ့ညဖက်မှာပြားရည်ဒီလိုပြောင်းရွှေ့အိတ်တတာကျုပ်လည်းနောက်တတိထားကြည့်အောင်မင်းကြည့်ဟဲ့ကြည့်အဖေတော်ကလည်းမင်းလိုပဲကြားစားကမယုံတဝက်ယုံတဝက်စူးစမ်းခြင်းစိတ်တွေနဲ့မယိုးမယွာဗျလက်တွေ့ကြည့်တော့ဟုတ်တယ်ငါသားရေဟုတ်သမားကွက်တီပဲအဲ့ဒါကြောင့်အဖေပြောတာပေါ့ပြားသမားဆိုတာတာမန်လူထက်မြင်တတ်ကြားတတ်သိတတ်နားလည်တတ်ရတယ်လို့အရာရာကိုသတိနဲ့ကြည့်စူးစမ်းတဲ့အကြည့်နဲ့ကြည့် ကြည့်ရင်မြင်တယ်၊သိရင်ကျင်တယ်၊သွားရင်ရောက်တယ်။ကဲငါသားအဖေတို့ရောက်ဖို့သွားကြဆို။ငါတော့ရည်ကြဲကြဲပြောက ပြားဆက်လက်ရှာရန်ရှေ့မှထွက်ခဲ့၏။ငလုံးတီလဲအတ်သွားရလိုက်တော့ချီပမာ နောက်မှထက်ချက်မကွာပါလာ၏ဟာပြားတန်တွင်ဟာဇီးပင်ရင်၌ခိတမြနားနေစဉ်ငတော်နှုတ်မှလှုပ်ခနဲထွက်သွားသောစကား တော်တို့ပြားအောင်ရှင့်အောင်ရအပြင်း၌တမနက်ခင်လုံးနှင့်တနေ့လည်လုံးရတ္တိယာမယာလျှောက်သွားနေတော့ခြေတောက်လဲညောင်းခါးရီလဲတောက်နားမလီတွေထွက်တော်ကတဝီဝီမြည်လာ၍ငတော်တို့နာရ၏ငတော်ကဘူးဒီ၆ရေဘူးမရေကိုတောက်ပြီးကွန်းထုတ်ဖြီကကွန်းတရားဝါသည်ကွန်းတညက်ခန့်ရှိမှအပေါ်ပါလာသောပစိုးစုံလေးကိုမြေကြီးပေါ်ဖြန့်ခင်းပြီးဈေးပင်ကြီးအောင်တုံလုံးလှဲလိုက်သည် ငလုံးကရေအဝါတောက်ပြီးလူငယ်ပြပြမြေကြီးပေါ်ကြောဆန့်ကခြေပြက်လက်ပြနေသည်ပြားရလိုသောဖြင့်ဟိုတော်သူဒီတော်သူဟိုအပင်တက်ဒီအပင်တက်ဟိုသွားဒီလာရှိစဉ်ကပင်ပန်းရမှမသိအနားယူလိုက်မှတောင်းနေသောခြေတလုံး၊ကိုင်းနေသောခါနှင့်ညောင်းနေသောဇက်တို့ကသူတို့ဝန်ပြီးခဲ့ကြပြသလာသည်။ဈေးပင်ကြီးမှအတောင်20ပပတ်လေခန့်ဖြတ်မိုးထားသလိုဖြစ်နေပြီး 45တောင်ခန့်မြင်ရာနေပြောက်ပင်မထိုးနား၍နေ၍ကောင်းသည်ဟိုဝဲစီမှဂျိုးကူတန်ကငိမ့်ငိမ့်ညောင်းညောင်းကစားခင်းတမှဘုတ်ပူတန်ကကြည်နူးစရာအပြည့်ဂျိုးကူတန်ဘုတ်ပူတန်ခတ်တုတ်တန်ဇယက်ငှက်တို့မြည်တန်များကတောဤဂီတာသဖွဲအေးအေးမြတ်များပင်ပန်းထားသောငတော်နှင့်ငလုံးသည်ဈေးပင်ကြီးရိပ်၌မြောက်မေးသလိုမှေးခနဲအိပ်ပျော်သွားကြသည် မေခနဲ့အိပ်ပျော်နေရမှာငါတော်နာတဲ့အိမ်မက်မက်လို့တိမေတိမေဖြစ်ဖြစ်က ပြားပြန်တန်းတန်တွေအဆက်မပြတ်ကြားလာရသည်ဟုထင်၏စိတ်ထဲထင်ရမှဖြန့်ခနဲလန့်လို့သည် ဟုတ်သည်ပြားများပြန်တန်းလာတမ်းမှသေချသည် ထို့ကြောင့်ငါတော်နှုံမှာဟာပြားတန်တွေဟာဟု ရုတ်တရက်ထွက်သွားသည်ကျဲ့အိတ်ကျဲ့နိုးအိတ်နေတော့သောသမားပြပြီးငလုံးတီလဲသူ့အဖေတန်းကြားကလေးက စက်ကနေကောင်းထောင်ကြည့်သည်ဟုတ်တယ်နော်အဖေပြားတွေပြန်တမ်းမယ်ပြန်လာကအုပ်လိုက်ပြန်တပြားငါထားကြည့်စမ်းမယ်ကွာပျော်ပျော်ဆူဆူထတော့ငါတော့ထထကြည့်တော့ငါတော့ကြည့်တယ်လို့ငလုံးတီလည်းထလာပြီးပြားပြန်တမ်းကြားရစီတို့ကြည့်သည်ရုံ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 ရွှင်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 အတန်များငါတော်တို့နှင့်နီးကပ်လာသည် ါတော်တို့နေရာဇီးပင်ကြီး၏လက်ဝဲဖက်၌ရှိသောညောင်ပင်ကန်တော်စီမှပြားအုပ်ကြီးတအုပ်ပြန်တန်းလာကြောင်းငါတော်ရောငလုံးပါတည်လိုက်သည်ဟုတ်သည်ဇီးပင်ကြီး၏လက်ဝဲဖက်၌ရှိသောညောင်ပင်ကန်တော်စီမှပြားအုပ်ကြီးတအုပ်သည် ပြားကောင်ရီတောင်းသိမ့်ချီကငါတော်နားနေရာဇီးပင်ကြီးစီသို့ဦးတည်လာနေပြီစည်းပင်ကြီးအယောင်၌တောင်ဘက်သို့ဆက်လက်ပြန်တန်းလေမည်လားဟုငတော်တို့ထင်မှန်းသည့်တိုင်ပြားအုပ်ကြီးသည်ဆက်၍မပြန်တန်း ဈေးပင်ကြီးအပေါ်တာရုံ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 ရွှင်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 ဖြစ်ပြားအုပ်ကြီးခြားလေခြားလေစုယုံစုယုံ လုံထွေလုံထွေစူညာစွာအတန်ပေးနေသောပြားအုပ်ကြီးသည်ဈေးပင်ကြီး၏ခေါင်ကိုင်းကိုစတင်ဆွဲသည် ပြားအုပ်တီမြစ်တဘောဖြစ်သည်ဈေးပင်ကြီးခေါင်ကိုင်းတက်တဲ့ကို ပြားအုပ်တီကစတင်ဆွဲသည်မှထူးဆန်းသောကိစ္စမဟုတ်၍ငလုံးနှင့်ငတော်တို့မတည့်ရက်ကြည့်ရမှ ပြန်ထိုင်ကြသည် ဘားမြမကြာကုန်းတရာညံခန့်အကြတွင်ရောရောရွှေရွှေအတန်များထပ်မံ၍ဆူဆူညံညံကြာရပြန်သည်ပြားကောင်တွင် ပြားအောင်လို့ရန်စတင်ဆွဲနေသောဇီးပင်ကြီးကိုင်းတတဲ့ကို နေရာမကြိုက်သေးသဖြင့်အုံပြောင်းရန်နေရာရွှေတော်မည်လားဟုငလုံးမော်ကြည်လျာမယုံနိုင်ဖွယ်ရာဖြစ်တဲ့ခုကိုတွေ့ရသည်ဇီးပင်ကြီး၏လက်ရဖန်နိုင်ရှိသော အိုဒီတော်စီမှဒရကျန်းပြန့်တန်းလာသောပြားအုပ်ကြီးတအုပ်သည်ဇီးပင်ကြီးစီတက်တဲ့ဦးတည်လာသည်ဝီဝီတန်ရုံရုံတန်ရှုံရှုံတန်တို့ကစားတဲ့သဘောတိုး၍တိုး၍ကြဲကြလောင်လောင်လဲရဖက်အိုဒီတော်စီမှပြန့်တန်းလာသည့်ပြားအုပ်ကြီးကဇီးပင်ကြီး၏ခေါင်းကိုင်းတောင်ဖက်၌ရှိသောလက်မောင်းခန့်တုပ်သည့်ဇီးကိုင်းကြီးတကိုင်းကိုစတင်ဝင်ဆွဲသည် လော်ဝဲဖဲ့ညောင်ပင်ကန်တော်စီမှလာ၍ခေါင်းကိုင်းတက်တဲ့၌အုပ်ဆွဲတော်ပြအုပ်ကြီးလဲရဖဲ့အိုတီတော်စီမှလာ၍ခေါင်းကိုင်းဤတောင်ဖက်ကိုင်း၌အုပ်ဆွဲတော်ပြအုပ်ကြီးပြားများသည့်အုံလို့ရန်နေရာကိုစတင်ဆွဲဆဲဖြစ်တော်လဲပြားအလုံးသူ့ပြားအုံကို့ပြားအုံအသားတည်းအရှင်ရပုံတည်ပြီးသောနေရာကဲ့သို့မဟုတ်အချို့များကဈေးကိုင်းတွေကလျက်အချို့ပြားများကဈေးပင်ပေါ်ပြန်တန်လျက် ဝီဝီတန်ရုံရုံတန်ရှုံရှုံတန်တို့ကကြက်ကြက်လောင်လောင်လက်ဝဲဖက်ပြားများကဘဲဖက်ပြားများကိုစတင်တိုက်ခိုက်သည်လားလက်ရဖက်ပြားများကလက်ဝဲဖက်ပြားများကိုစတင်တိုက်ခိုက်သည်လားပြိုင်တူစတင်တိုက်ခိုက်သည်လားဈေးပင်ကြီးအောင်၌ရှိနေသောငတော်တို့မသိလိုက်ဟာပြားရတအုပ်နဲ့တအုပ်တိုက်ကုန်ကြပြီကြိုက်ကုန်ကြပြီဟုငလုံးကအော်မှာငတော်ရောငလုံးပါအပြင်ထွက်၍ပြိုင်တူကြည့်မိကြသည် ဇီးပင်ကြီးထန်၌ပြားအုပ်နှုတ်တိုက်ပွဲကအရှိန်ပြင်းပြင်းထန်ထန်ပြားအုပ်ပြားအုပ်ချင်းလုံလုံထွထွေဖြစ်သွားလိုက်ကွဲကွဲသွားလိုက်ပြန်၍ပြန်၍လုံလုံထွထွေဖြစ်သွားလိုက်နှင်းပြားတအုပ်နဲ့တအုပ်ပြားတကောင်နဲ့တကောင်အသေးအသေးကြိုက်ကြခဲကြတမ်းမှာကြောက်ခမန်းလေးလေးအစိတ်ရှိသောအစိတ်ပိုင်ရှင်အချင်းချင်းတိုက်ကြသည်ပွင့်လဝဲများနှင့်လဲရများတို့ကြိုက်ကြတိုက်ကြသည်ပွင့် တိုက်ပွဲရလက်အဖြစ်ဇီးပင်ကြီးအောက်ရှိမြေပြင်ပေါ်သို့ပြားကောင်ခေါင်းပြက်များခြေပြက်များအတောင်ပြက်များကိုလက်အင်ကပြက်များကျလာသည်မှာတစားထက်တစားပိုများလာသည်ဇီးပင်ကြီးအထက်၌ပြန်တန်းရင်တိုက်ကြခိုက်ကြကြိုက်ကြတန်ကိုဇီးကိုင်းနှစ်ကိုင်းတွင်ဆွဲနေသောပြားများကနားလဲဟန်ရှိသည်ဇီးကိုင်းကိုအုံဖွဲ့ရန်စတင်စူးစမ်းနေသောပြားများကား ုံဖွဲ့ရန်စ조사နေမှုအားစွန့်ပစ်ပြီးအရှင်ပြင်းစွာဖြင့်ထပြန်လာကြသည်လုံထွေတိုက်ခိုက်ကိုက်နေကြသောပြားအုပ်ကြီးတဲ့တိုးဝင်ကသူတို့ဘာတိုက်သည်ကိုက်သည်တိုက်ခိုက်နေသောပြားများကိုလက်ဝဲပြားရောလက်ရပြားရောဆာယာဆာယာမှစစ်ကူပေးသလိုဇုံဝင်ကူသည်တိုက်ပွဲအရှင်ကရှေ့ပြားနောက်ပြားကူပြားတို့ဖြင့်ပေါင်းစုမိကား အထွတ်အထိပ်ရောက်သွားပြီးသူသည်ငါသည်အတင်းတိုက်ခိုက်နေကြ၊ကိုက်နေကြသည်မှကြောက်ခမန်းလေးလေးပင်ဝါရင်သမားရင်ပြားသမားကြီးငတော်သည်ပြားအုပ်ကြီးနှစ်အုပ်တိုက်ခိုက်နေကြသည်ကိုဝါနေပန်းနေဖြင့်ကြေကွဲစွာကြည့်နေမိ၏သူလည်းမတားနိုင်မစီနိုင် သူဤပြားတင်စရာများရှေးရှေးကဝါရင်ပြားသမားကြီးများဤဆုံးမစကားကိုယခုမှငတော်ပူရွေးပူရွေးတဘောပေါက်ကပူရွေးပူရွေးတရိယာမိသည် ။တပင်ကြီးတပင်နိုင်ဖြစ်စေ၊ခြုံကြီးတခြုံနိုင်ဖြစ်စေ။ပြောင်းတအုံမကပဲ၊နှစ်အုံ၊သုံးအုံ၊လေးအုံ၊ငါးအုံ၊ခြောက်အုံ၊ခုနှစ်အုံမှစ၍ဆယ်အုံ၊ဆယ့်နှစ်အုံအထိအတူရှင်တွဲလျက်ရှိနေသောပြောင်းအုံများကိုစီကားသောပြောင်းအုံတို့မဟုတ်၊ပြားစီတို့မဟုတ်၊မင်္ဂလာအုံဟုအယူဆရှိပြီးရှေရှေပြားသမားကြီးများငါတော်တို့ပြားတင်စရာများကဘယ်တော့ခါမှမဖော် ဒီလိုမင်္ဂလာအောင်စုပေါင်းတည်ရှိနေသောပြားစီရှိသည့်တပင်ကိုတော်မဟုတ်ခြုံပေါရသောသည်စီကားတသည်ဇတရေမင်္ဂလာအဖျားဖျားရှိသည်ဟုဆရာစင်ဆက်ပြားသမားကြီးအစဉ်အဆက်အယူအဆရှိကြသည်မိမိဝန်းစာမိမိအေးချမ်းစွာရှာဖွေရင်းငိမ့်ချမ်းစွာအတူရှင်တွဲနေထိုင်ရင်တဦးကိုတဦးပျက်စီးလို့စိတ်ချေမုံတုတ်တင်လို့စိတ်မမွေးမြူပဲအပြန်ပြန်အလှန်လှန်နားလည်မှုရှိကား နှစ်ဖက်ရေရှည်ရက်တိနိုင်ရေဝါပြောစီပင်ရေကိုရည်ညွှန်းသည်ဟုရှေရှေပြသမားကြီးများဆရာကြီးများကအယူအဆရှိသောကြောင့်ပြအုံတအုံမက ရှင်တွဲတွေ့ရှိလာသောအပင်ကြီးများခြုံကြီးများကိုတံမိုးထားလေးစားမြန်တို့ကြ၏ဒီတဘောကိုငတော်ဆရာများရှေရှေပြသမားများကစုံစုံမထုတ်ဖို့ညွန်ပြစင်ကအရွယ်ငယ်သေး၍အတွေ့အကြုံနုနယ်သေး၍ မရင်ကျက်သေး၍အမြင်မကျက်သေး၍ငါတော်နက်နက်ရှန်ရှိုင်းမစင်စားမတုံတန်နိုင်ခဲ့ယခုအဖြစ်ကဲ့သို့ခြေခွဲစရာဖြစ်လာအောင် ရောက်မည်ဟုမထင်မှတ်ခဲ့တပင်နဲ့တချုံနဲ့စုံဆွဲနေသောပြားများသည် ကိုဝိရီကိုတဲကကိုပြားအောင်ကိုပြန်ဝင်က ကိုပြားပေါ်မှာကိုအစာကိုကိုဆူကြသည် ပြားအောင်မှားဝင်သောပြားရှိခဲလာသည် ပြားမှာတအုံမှပြားနဲ့အချားအုံမှပြားကိုနဲ့မတူသလိုပြားအုံချင်းလည်းအနံ့မတူအနံ့မတူပဲကွဲပြားခြားနာတိကြားထဲမှပင်လျှက်ပေါ်လော်လေသောပြားတကောင်တလေကပြားအုံမှဝင်တတ်၏မောင်ဝင်သည်များပြားကိုမူလအုံပိုင်ရှင်က ကျူးကျော်သူဟုသတ်မှတ်ပြီးဝိုင်းဝန်းကြိုက်တတ်ကြသည်မောင်ဝင်သောပြားကိုသာကြိုက်တတ်ကြသည် ပြားတကောင်မောင်ဝင်၍ရှိရှိသည်များကိုမဲမဲမြင်ရာမကြိုက်မတိုင်း မားဝင်သောပြားကိုတိုက်ခိုက်ပြီးမှပုံမှန်အတိုင်းပင်သွားကြလာကြအနေကြထိုင်ကြကြောင်းကိုငတော်ကြားဖူးကြုံဖူးတွေ့ဖူးသည်ယခုပြားများမှာမူအုံလိုက်ကျင်လိုက်တဲတဲမဲမဲကြိုက်ကြတိုက်ကြသည်မှာအသိအကျေးငတော်မတွေ့စဘူးမကြုံစဘူးတကောင်ချင်းဒေါသထွက်၍ကိုက်မိရာကနောက်မှတပြုံတမကြီးလိုက်ပါလာကကြိုက်ကြတိုက်ကြဖျက်ကြလေသလား အားလုံးအားလုံးသော ရှိရှိသမျှပြတို့ဒေါသဟူဟူထွက်ကတွေ့မရှောင်မြင်မြင်သမျှကိုအာပတရာအညှို့ချဖြည့်ကကြလေသလားလဝဲပြရောလက်ရပြရောမူလဆွဲနေရနေရဟောင်းမှ ပြားဖို့သမားကပြားအုံကိုဖွင့်၍မောင်းနေထုတ်လိုက်သောကြောင့်နေမထူးသိမထူးသဘောထားကသူသေးကိုသေးကကြလေသလားပြားဟူသည်တအုံပြက်ကတအုံဒီကဇွဲလုံးလောက်ရေရမလျှော့ပဲ တဲ့ညင်လဲညင်ဖြင့်ကို့အတိုက်ကို့အမျိုးကို့အုံကိုပြန်လဲထူထောင်ရရင်တတဝများထဲတွင်ထူခြားသောဇွဲလုံးလဝရိယကြီးမှထက်ထန်လာသည်ဟု လူသားတို့ကပင်လင်းထုံးယူဆံပြူနေရသည် ပြာတတဝါတို့ဤမျိုးရိုးပင်ကိုအရေးအချင်းများကို မေ့လျော့နေကြပြီးဘဝပြတ်သည့်အထီးမိကုံရန်ကုန်တိုက်ကြခိုက်ကြကြိုက်ကြလေသလား။ဘာအကြောင်းကြောင့်ဟုတေချာသောအဖြစ်ငတော်မသည်။ သူတို့မျက်မြင်တိတ်ထာကြုံတွေ့နေရသည်မှာလက်ဝဲဖက်မလာသောပြားများသည်လည်းတေကျေပျက်စီး၍အောက်သို့တဖြုတ်ဖြုတ်ကျနေ၏လက်ရဖက်မလာသောပြားများသည်လည်းတေကျေပျက်စီး၍အောက်သို့တဖွဲဖွဲကျနေ၏မိသူကနိုင်ပါသနည်းမိသူကရှုံးပါသနည်းတီးလိုစေပြင်းပြင်းထန်ထန်ဖြစ်လာပြီးငတော်နှင့်ငလုံးတို့မော့ကြလိုက်မိ၏မူလစတင်ဆွဲရာလက်ဝဲဖက်မပြားအုံနေရ၌လည်းပြားတကောင်တမီမှမရှိတော့ နောက်မှဆွဲလာသောပြားအုံနေရာတွင်လည်းပြားတကောင်မှမရှိတော့ဈေးပင်ထက်၌သူ၌ကို၌တဲတဲမဲမဲတိုက်ခိုက်ခဲ့ကြသောပြားလုံးထွေးကြည့်လည်းဘာမှမရှိဘူးစည်းပင်အကိုင်းခက်များပေါ်၌တင်ကျန်နေသော ပြားသည်များပြားနာများ၏ခန္ဓာကိုယ်အစိတ်ပိုင်းအစာနာများစည်းပင်အောင်ရှိမြေပြင်တစ်ခုလုံးပြားများ၏ခန္ဓာကိုယ်ကို ဖြတ်တောက်၍လွင့်ကျဲပစ်ထားသလိုတွေ့မြင်ကြရသောပြားကောင်းများ ပြားတောင်ပန်များ ပြားချေပြက်များပြားလက်ပြက်များပြားကိုတချမ်းပဲ့များအကျိုးအကျေများထိုအကျိုးအကျေအပက်အရွယ်အပြက်အသက်အသေးအပြောင်များသည်လဝဲဖဲ့ညောင်ပင်ကန်တော်စီမှာ ပြန်တန်းလာတော့ပြားများဤကိုအင်ကအစိတ်ပိုင်းများလားလဲရဘဲအိုတိတော်မှာပြန်တန်းလာတော့ပြားများဤကိုခန္ဓာအစိတ်ပိုင်းများလားငါတော်လဲလုံးဝမသိငါလုံးလဲလုံးဝမသိ ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာကြီးတွင်းကြီးဝမ်းမောင်ရေးသားထားတဲ့ပြားလေးတမားဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်